အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေချိုးဆိုပါရစေ Champion ပြိုင်သက်တွေအောင်လည်မင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကြသည့်နေကိုကြည့်ရမယ်ဆိုရင်တော့မာဆီအသင်းကသူတို့ရဲ့တိုက်စီမှု Mason Greenwood ကိုဘန်နာရေးခက်ခဲကြောင်းရောင်းထုတ်ရမယ့်အခြေအနေနဲ့ရင်ဆိုင်လက်ရှိတယ်အသက်24နှစ်ရွယ်ရှိတဲ့ Mason Greenwood ကိုမာဆီဘက်ကလာမယ့်နှွေရာသီမှာ Euro 80လောက်ရရင် ရောင်းချသွားဖို့ပြင်ဆင်ထားပြီးတော့ ရောင်းရငွေကြေး90ရာခိုင်နှုန်းကို Man United ကရရှိမှာဖြစ်လို့လက်ရှိမှာ Premier League Tottenham Hotspur West Ham United နဲ့ Barcelona အသင်းတွေကသူ့ကိုခေါ်ယူဖို့ဆန္ဒရှိနေတယ်လို့ဆိုပါတယ်။ Mexican club ဖြစ်တဲ့ Pumas အသင်းမှာတွားရောက်ကစားနေတဲ့ Arsenal နဲ့ Juventus ရဲ့ Wales ကစားမ How Aaron Ramsey ကတော့ club အသင်းကထွက်ခွာလာပြီဖြစ်ပါတယ်။သူရဲ့အချစ်တော်ခွေးပျောက်ဆုံးသွားခဲ့သလိုမက္ကဆီကိုစီးတီးမှာလုံးဝပျော်ရွှင်ခြင်းမရှိတဲ့အတွက်ကြောင့်အသင်းကထွက်ခွာလာကြောင်းတရားဝင်ထုတ်ပြန် ကြီးညာခဲ့တာလည်းဖြစ်တယ်။ဘိုင်မြူနစ်အသင်းကသူတို့ရဲ့တိုက်ရှင်မူဟာရီကိန်းကိုတတန်းထပ်တိုးနိုင်ဖို့ကြိုးပမ်းနေစေပါ။ဘိုင်ယန်ဘက်က2029မှာပရီးမီယာလိဂ်ကိုဟာရီကိန်းတယောက်ပြန်သွားနိုင်ပွဲရှိနေတည်တိုင်အောင် ကာလာရှိချာစာချုပ်ချုပ်ဆိုပြီးတော့အသင်းမှာဆက်ထိန်ထားခြင်းလဲဆိုပြီးတော့ Sky Germany ကအတည်ပြုထားပါတယ်။တစ်ဖက်မှာတော့ Barcelona ရဲ့တောင်ပံကစားမလမင်းယမားတယောက်အကောင်းဆုံးပုံစံမျိုးပြန်လဲရရှိဖို့လေ့ကျင့်ဝင်မှာအစွမ်းကုန်ကြိုးပမ်းလဲရှိကြောင်းဆိုပါတယ်။ဆိုတော့တရားရကနှုန်းချန့်ခိုင်မှုပြေဝမှုနဲ့အတူဒီနေ့ရာသီအတွင်းမှာသူ့ရဲ့ပုံစံကောင်းတဲ့မနစ်ကခြေစွမ်းမျိုးပြန်ပြဖို့ တေချာပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့ဆိုပါတယ်ဘာစလိုနာကအဲရစ်ဂါစီယာကိုတက်တန်းထပ်တိုးဖို့သဘောတူပြီးနောက်တစ်ဖက်မှာလည်းကွင်းလင်ကမ်ဘာဖန်ကီတယောင်ကိုလည်းသဘောတူထားပြီးဖြစ်တယ်မကြာမီမှာဒီကစားမနှစ်ယောက်စလုံးရဲ့ကွန်ထရက်စာချုပ်ကိုတရားဝင်ကြေညာနိုင်မှာဖြစ်ကြောင်းဆိုထားပြီးတော့အန်ဒရီးယားခရစ်ရှန်စင်ကိုတော့ တတမတူပဲထွက်ခွာခွင့်ပြုပွဲရှိကြောင်းဖော်ပြလည်ရှိပါတယ်။ရီယယ်မက်ဒရစ်အသင်းကဘိုင်ယန်မြူးနစ်အသင်းရဲ့လူငယ်ကစားမလန်နီကာကိုချဉ်ကပ်လည်ရှိတယ်။အသက်၁၈နှစ်အရွယ်ရှိတဲ့ဒီဇာမားလေးကဒီနေ့ရာသီအတွင်းမှာခြေစွမ်းပြနေတာဖြစ်ပြီးတော့မက်ဒရစ်ကသူ့ကိုတောက်လျှောက်စောင့်ကြည့်နေပြီးသဘောကျလို့ဒါအသက်၁၈နှစ်မပြည့်ခင်မှာဒီဇာမားလေးကိုခေါ်ဖို့ဆန္ဒရှိကြောင်း AS ကဖော်ပြထားပါတယ်။တစ်ဖက်မှာတော့ရီယယ်မက်ဒရစ်ရဲ့လူငယ်ကစားမအန်ဒရီကဇန်နဝါရီမှာထွက်ခွာဖို့ဆုံးဖြတ်ပြီးနောက် လီယွန်နဲ့စကားပြောဆိုနေပါပြီပြင်သစ်ကလပ်လီယွန်ကသူ့ကို6လအငှားနဲ့သာ ခေါ်ယူခွင့်ရရှိမှာဖြစ်တဲ့ကစားမကိုရိုင်းကမထွတ်မှာထပ်ပြီးကစားချင်တဲ့အတွက်ကြောင့်သူ့အနေနဲ့6လအငှားသာတွားရောက်ကစားဖို့ဆုံးဖြတ်ထားပြီးလိုရာဒီမှာဖာမန်နဲ့ဒီပါဝင်မှာမဟုတ်ကြောင်းဖော်ပြထားပါတယ် Newcastle United အသင်းက Atletico Madrid တိုက်စင်မှု Alassana Sanlo ကိုစိတ်ဝင်စားလျက်ရှိတယ်။ Norway တိုက်စင်မှုကို Newcastle ကခေါ်ဖို့ဆန္ဒရှိပြီးတော့ဒီကစားမရဲ့အခြေအနေကိုစောင့်ကြည့်လျက်ရှိနေပါ။ Tico ကတော့သူတို့ရဲ့တိုက်စင်မှုကို ရောင်းဖို့ဆန္ဒမရှိပေမဲ့ဒီကစားမကို Newcastle ကတန်း60-80လောက်ပေးရင်တော့လက်ခံစဉ်းစားပွဲရှိတယ်လို့ဆိုပါတယ်။ Paris FC အသင်းကတော့ Saudi Club Al-Ittihad အသင်းမှာကစားနေတဲ့ Angolo Kanté ကိုသဘောကျလျက်ရှိတယ်။ Angolo Kanté က လက်ရှိဆော်ဒီကလပ်အသင်းနဲ့ဒီနေ့ရာသီကုန်မှာစာချုပ်တက်တန်းကုန်ဆုံးမှာဖြစ်ပြီးတော့ဒါပြင်သစ်လီရဲ့တန်တက်ကလပ်ဖြစ်တဲ့ Berry SC က အတွေ့အကြုံရှိတဲ့အန်ဂိုလိုကန်တီကိုသူတို့အသင်းကို ခေါ်ယူဖို့ကြိုးပမ်းနေရှိတာပါပါရီစိန့်ဂျာမိန်အသင်းကတော့ရီယာတီမာကစားမသည့်ခေါ်ယူထားတဲ့အချိန်ကြောင့်ဆောင်းရာတီမာတို့ထပ်ခေါ်ယူမှာမဟုတ်ကြောင်းဆိုထားတယ်ဆောင်းရာတီမာသူတို့ဘယ်တူတယောက်ကိုမှခေါ်ယူသွားမှာမဟုတ်တဲ့အတွက်ကြောင့်လက်ရှိကစားမတွေကနောက်ခံလူလူကက်စ်ဘာရက်တိုကိုလည်းထွက်ခွာခွင့်ပြုမှာမဟုတ်ဘဲနဲ့အသင်းမှာဆက်ထိန်ထားမှာဖြစ်ပြီးတော့တချို့ကစားမတွေကိုတတ်တန်းထပ်တူးသွားဖို့ရှိကြောင်းဆိုပါတယ်အင်တာမီလန်အသင်းကအခုလက်ရှိမှာခ Crystal Palace ရဲ့နောက်ခံလူ Mark Kehi ကိုချိတ်ဆက်လာတဲ့အသင်းနဲ့ပါဝင်လာပြီဖြစ်တယ်။ Palace အသင်းရဲ့နောက်ခံလူကို Inter Milan အသင်းကသဘောကျတဲ့အတွက် ဇန်နဝါရီကာလမှာဒါအကျိုးသဘောတူညီမှုရဖို့ဒါမှမဟုတ်ရှင်ရပြောင်းရွှေ့တချို့ပေးပြီးခေါ်ယူဖို့စီစဉ်လျက်ရှိတာပါအာဆယ်သင်းရဲ့အသင်းကောင်းဆောင်မာတင်အိုဒီကာကတော့ဒီနေ့ရာသီမှာသူတို့ရဲ့အဓိကပြင်မကာဆူပလာရီအားလုံးအတွက်ဖြစ်တယ်လို့ဆိုလိုက်ပါတယ်အာဆယ်အသင်းအနေနဲ့လက်ရှိပြိုင်ပွဲ၄ခုလုံးကိုဟန်ချက်ညီညီသွားနေပြီးတော့သူတို့အသင်းချန်ပီယံဆူပလာရီအားလုံးအတွက် အကောင်းဆုံးကျူပန်းသွားမှာဖြစ်ကြောင်းမာတင်ဦးဒီကကဆိုထားပါတယ်အာစနယ်သင်းရဲ့တိုက်စစ်မှုခိုင်ဟာဗက်ကတော့ဒုတိယကပြန်လာတဲ့အချိန်မှာသူ့အနေနဲ့အရင်ထပ်ပိုကောင်းတဲ့ဟာဗက် version ကို တွေးမြင်ရဖို့ပေးသက်တီကိုအတိပေးလိုက်တယ် ဟာဗတ်အနေနဲ့ယာတီစာမန်ချက်စတာယူနိုက်တက်ရဲ့ပွဲမှာရရှိခဲ့တဲ့ဒဏ်ရာပြဿနာကြောင့်လက်ရှိချိန်ထိအနားယူနေရတာဖြစ်ပြီးတော့ဟာဗတ်ရဲ့ပုံစံကောင်းကိုပိတ်သက်တွေကိုတွေးမြင်စေရမယ်ဆိုပြီးတော့သူကကြွေးကြော်ထားတာလည်းဖြစ်တယ်။တစ်ဖက်မှာတော့အာဆယ်သင်းနဲ့ခရစ်စတယ်ပဲလစ်ကပွဲချက်ကာလတွေအတွင်းမှာသူတို့ရဲ့ကာဘောင်ကပ်ပွဲစဉ်ကိုတွားကစားဖို့ရှိတဲ့အချိန်ဒီဇင်ဘာလအတွင်းမှာပဲလစ်ကလည်း၈ရက်အတွင်း၄ပွဲကစားရမယ့် feature ကြောင့် EFA ကိုပွဲရွှေ့ဖို့ကြိုးပမ်းမှုတွေကိုပြုလုပ်ထားကြောင်းဖော်ပြလာပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့နီးပြဂရုပင်အမရွန်ကကျွန်တော်တို့အနေနဲ့လာမယ့်ရာသီမှာတေချာပေါ့ဥရောပဝင်ခွင့်လိုအပ်ကြောင်းသူကအတည်ပြုလိုက်တယ်အဓိကကပွဲထွက်ခွင့်မရတဲ့ကစားမတွေကဥရောပပွဲကိုကစားကွေရဖို့အတွက်ရော rotation အတွက်ကောင်းကောင်းသုံးရတာဖြစ်ပြီး တပတ်တပွဲတဲ့ကစားတာကအလုံးအတွက်ပျော်ရွှင်ဖို့အမတန်ခက်ခဲတဲ့အတွက် လာမယ့်ရာသီမှာသူတို့အနေနဲ့ဥရောပဝင်ခွင့်ကတကယ်ကိုအရေးကြီးကြောင်ဆိုပါတယ်ရူဘင်အမရွန်ကတော့ကလပ်သင်းကဇန်နဝါရီကာလမှာကစားမအချို့ထွက်ခွာပွဲရှိကြောင်းသူဘက်ကယုံကြည်ထားပြီးတော့ ဘသူဘဝအသင်းကထွက်ခွာခွင့်တောင်းဆိုမယ်ဆိုတာကိုပေးသက်တည်တည်ထားပြီးဖြစ်ပြီးတော့အသင်းရဲ့ decision ကိုပဲစောင့်ကြည့်ရမှာဖြစ်တယ်လို့ဆိုပါတယ်မန်ယူနိုက်တက်အသင်းကအခုလက်ရှိမှာ Chelsea ရဲ့ကွင်းလယ်ကစားသမား Andre Santos ကိုလည်းသဘောကျနေတဲ့ဖြစ်တယ်အသက်22နှစ်ရွယ်ရှိတဲ့ဒီကစားသမားကို United ကအချိန်တော်ကြာသဘောကျနေတာဖြစ်ပြီးတော့ Chelsea ဘက်ကရောင်းဖို့စံနာမရှိပေမဲ့ဒီကစားသမားရဲ့အခြေအနေကိုလေ့လာလျက်ရှိတာပါ Tottenham Hotspur က Mickey Van der Beem ကိုစိတ်ဝင်စားတဲ့ကလပ်အားလုံးကိုညှဉ်းဆန်ပြီးတော့ စာချုပ်သစ်ချုပ်ဆိုဖို့ပဲသူတို့ဘက်ကဆုံးဖြတ်သွားမှာဖြစ်ကြောင်းဆိုပါတယ် Real Madrid Liverpool အပါအဝင် Premier League ထိပ်တန်းကလပ်အများစုစိတ်ဝင်စားတဲ့ Netherlands နောက်ခံကစားမကို Spurs ကယူရိုတန်း100လောက်ရရင်ရောင်းချပွဲရှိတယ်လို့သတင်းတက်လာခဲ့ပြီးနောက် Tottenham ဘက်က Van der Beek ဟာအရေးကြီးတဲ့ကစားမဖြစ်ပြီးတော့ ဘယ်လိုပြောင်းရွှေ့ခြင်းနဲ့မှထွက်ခွာခွင့်ပေးမှာမို့သူတို့သူကိုလည်းလာစာတူပြီးတတန်းထတ်တူးနိုင်မှာဖြစ်ကြောင်းဆိုပါတယ်ထော်တနမ်ဟော့စပါကရစ်ချာလ်ဆင်ကိုရောင်းဖို့ပြင်ဆင်နေပြီးတော့အေဗတန်ကဆက်သွယ်ထားတယ်မေဂျာလိကလပ်အသင်းနှစ်သင်းလောက်ကရစ်ချာလ်ဆင်ကိုဆက်သွယ်ထားတယ်အေဗတန်ကလည်းသူတို့တိုက်စစ်မှုဟောင်းကို ပေါင်တန်း40လောက်နဲ့ရောင်းချချင်တဲ့စပါတင်ရှိကခေါ်ယူချင်တာဖြစ်တယ်။ Richarlison ကတော့သူ့အနေနဲ့ဘရာဇီးလ်နဲ့ကမ္ဘာဖလားဝင်ရောက် ရှင်ပြိုင်ခွင့်ရဖို့တော့ပွဲထွက်ခွင့်ရမယ်အသင်းကိုပြောင်းဖို့ဆန္ဒရှိတဲ့အတွက်စပါကထွက်ခွာသွားပွဲရှိချောင်ဆိုပါတယ်။တစ်ဖက်မှာ Juventus အသင်းက Ibasuma ကိုဆက်သွယ်ထားပြီးစပါတင်ရှိကနေခေါ်ယူဖို့ကြိုးပမ်းနေရှိပါတယ်။အထူးသဖြင့် Juventus ကသူ့ရဲ့အဓိကပြစ်မှတ်ဖြစ်တဲ့ Milankovic-Savic ကိုရဖို့မသေးချာတော့တဲ့အတွက် ဤပစူမာကိုထော်နန်ရှိကနေချင်းကပ်လျက်ရှိနေတာလည်းဖြစ်တယ်ချယ်ဆီသင်းကဂျူဗန်တက်စ်ရဲ့အသက်20အရွယ်ရှိတဲ့တူရကီတောင်ပံကစားမခန်နန်ယက်တီကိုတောက်လျှောက်ဆက်သွယ်ထားစေဖြစ်တယ်ဂျူဗီကသူတို့ကစားမလေးကိုတက်တန်းထတ်တိုးမှဖြစ်တည်တိုင်အောင်ချယ်ဆီဘက်ကတော့အဲ့လူငယ်လေးကို ဒါရအောင်စီယုံနေရှိတယ်။ရီယာဒီတုံးကချက်စီကယူရို68တန်းနဲ့ကမ်းလာမှုပယ်ချခံရပေမဲ့ဒီဒီချိန်မှာလက်ခံနိုင်ဖို့ချက်စီဘက်ကမျော်လင့်ထားတယ်လို့ဆိုပါတယ်။ချက်စီနေနဲ့တစ်ဖက်မှာနောက်ခံလူဝက်စလီဖိုဖာနာရဲ့လက်ရှိအခြေအနေကိုစိတ်ပြက်လေးရှိတယ်။ဖိုဖာနာကကလပ်အသင်းအတွင်းဒဏ်ရာပြဿနာတွေနဲ့တောက်လျှောက်ရုန်းကန်နေရတဲ့အချိန်မှာလက်ရှိ UK အတွင်းမှာလည်းကားအမြန်မောင်းတဲ့ပြစ်ဒဏ်ကျူးလွန်မှုတွေကိုရင်းစည်းကမ်းဖောက်ဖျက်ထားတဲ့ပြစ်ဒဏ်ကျူးမှုတွေများစွာပြုလုပ် ထားတာဖြစ်တယ်ဆိုတော့ Wesley Fofana ကဒီစည်းကမ်းဖောက်ဖျက်မှုကိုကျူးလွန်ထားတာဖြစ်ပြီးတော့ဟိုတနေ့ကတရားရုံးမှာသူဟာပြစ်ဒဏ်ချမှတ်ခံရကြောင်းကြီးညာခဲ့တဲ့အတွက် community service မှာနိုင်300တွားရောက်လုတ်ကင်ပေးရမှာဖြစ်သလိုကာမောင်ကွင်း18လကိုလည်းပိတ်ပင်ထားပြီးတော့သူ2029မေလအထိကာမောင်ကွင်းပိတ်ပင်ခံထားရပြီဖြစ်ကြောင်းတရားရုံးကထုတ်ပြန်ကြေညာခဲ့ပါတယ်။ Chelsea ရဲ့တိုက်စစ်မှု Nicolas Jackson ကိုဘိုင်ယန်ကအပိတ်တ်မဝယ်ခဲ့ရင်တောင်မှ အေဗတန်ကခေါ်ဖို့ဆန္ဒရှိလျက်ရှိတယ်တကယ်လို့အေဗတန်ဟာရီချာလစ်ဆင်ကိုမရရင်ဂျက်ဆင်ကိုစိတ်ဝင်စားလျက်ရှိတယ်ဘိုင်ယန်ဘက်ကတန်း80ပေးအပြီးသတ်ဝယ်ယူဖို့ကိုမတိကြတဲ့အတွက်ကြောင့်ချယ်ဆီအသင်းကြီးကနေအေဗတန်ကခေါ်ဖို့ကြိုးပမ်းလျက်ရှိတာပါလောလောဆယ်မှာတော့ကလက်ဂျက်ဆင်ကဘိုင်ယန်မြို့နယ်မှာဆယ်ပွဲကစားနှစ်ကိုးသွင်းယူထားသူလည်းဖြစ်တယ်တစ်ချိန်တည်းမှာပဲလီဗာပူးအသင်းရဲ့နီးပြအာနီစလော့ကဒီနေ့ရာသီသူတို့အသင်းရုံးကန်နေတဲ့အဓိကအချက်က ခေါ်ယူထားတဲ့ကစားသမားတွေဟာ pre-season proper မရရှိရတဲ့အတွက်ကြောင့်အခုလိုမျိုးဖြစ်တယ်လို့ဆိုတဲ့အထူးသဖြင့်အသေးရဲ့ကစားသမားအားလုံး reality မှာတီချာပြင်ဆင်မှုမရခဲ့တာကအခုဒီနေရာဒီမှာအခုလိုရုန်းကန်နေရတာဖြစ်တဲ့အတွက်ကြောင့်ကစားသမားတွေ injury ပြဿနာရောဒီ pre-season မရှိတဲ့ချက်က Liverpool ရဲ့ရာသီအစခက်ခဲမှုကိုကြုံတွေ့စေတာဆိုပြီးတော့ Arsenal ကဆိုပါတယ် Liverpool အသင်းအနေနဲ့ Mohamed Salah နေရာမှာ long term အစားထိုးဖို့အတွက် Brighton ရဲ့တောင်ပန်ကစားသမား Mintes ကိုချင်းကပ်လျက်ရှိတယ်ဒီစားမလေးက Brighton မှာခြေစွမ်းပြနေတာဖြစ်ပြီးတော့ Liverpool ကသူ့ရဲ့အခြေအနေကိုလေ့လာနေတာပါ Michael Olise ရဲ့ Antoine Semenyo အပြင် Brighton ရဲ့ Mendes ကိုစိတ်ဝင်စားတဲ့အချိန် Brighton ဘက်ကသူတို့ကစားမအတွက်ပေါင်တန်းတရာဈေးသတ်မှတ်ထားပါတယ်။တစ်ဖက်မှာ Liverpool ရဲ့တိုက်စစ်မှုဟောင်း Peter Crouch ကသူတို့ရဲ့အသင်းကြီးပြ Arne Slot ကယာတုကထုတ်ပယ်ခံရဖို့မရှိကြောင်းနဲ့ လက်ရှိရလက်ဒီကနေရုပ်ကန်နေရာတိုင်အောင်ကလပ်ကသူ့ရဲ့ပထမရာသီအောင်မြင်မှုကြောင့်လုံလောက်တဲ့အခွင့်အရေးပေးလိမ့်မယ်လို့သူဘက်ကယုံကြည်ကြောင်းထုတ်ဖော်ကြေညာခဲ့ပါတယ်။ Manchester City အသင်းက Phil Foden ရဲ့အကောင်းဆုံးပုံစံရဖို့ကိုပြန်လည်တောက်လျှောက်ကြိုးပမ်းလျက်ရှိတယ်။ Foden ဟာလွန်ခဲ့တဲ့နှစ်နှစ်ကအကောင်းဆုံးခြေစွမ်းပြခဲ့ပြီးမှ City မှာတောက်လျှောက်ရှုံးကန်နေရပြီးတော့ Foden ရဲ့ကိုတောင် Ryan Chucky ကိုသုံးသင့်နေပြီးဆိုပြီးတော့ပေးသက်အချို့က တောင်းဆိုမှုတွေပြုလုပ်ထားပါတယ်ဖက်ကွာဒီယိုလာကမန်ချက်စတာစီးတီးအနေနဲ့ဆောက်ရသည်မှာညာနောက်ခံတူတယောက်ခေါ်ယူဖို့စဉ်းစားနေစေဖြစ်ကြောင်းနဲ့ခေါ်သိမခေါ်သိကိုကလပ်နဲ့ဘုံဖွဲ့တိုင်ပင်အောင်မှာဖြစ်တယ်လို့ဆိုပါတယ်လောလောဆယ်မှာတော့ရီကိုလူးဝစ်နဲ့မတ်တီးယပ်စ်နူးနက်ဆိုနဲ့တွဲကစားနေသလို ခုစားတော့လေအဲ့ position မှာကစားနိုင်ပေမဲ့ Guardiola ကအခုလောလောဆယ်အထိညာနောက်ခံလူတယောက်အတွက်စဉ်းစားနေတာဖြစ်တယ်။ Borussia Dortmund ကတော့သူရဲ့နောက်ခံလူ Nico Schlotterbeck နဲ့ Kieran Adeyemi နှစ်ယောက်စလုံးကိုတက်တန်းတိုးဖို့ကမ်းလှမ်းထားတယ်။ဇာမန်တယောက်စလုံးကစာချုပ်အစ်မထိုက်တဲ့ရိုချေးစာချုပ်ထည့်သွင်းပေးဖို့ တောင်းဆိုထားတာဖြစ်ပြီးတော့လောလောဆယ်မှာတော့သူတို့ရဲ့အခြေအနေကိုပီးမားလီကလပ်တွေကစောင့်ကြည့်နေတာပါစီရီကလပ်ဂျီနိုအာအသင်းကလည်းသူတို့ရဲ့နီးပြပက်ထရစ်ဗီယာရာကိုယာတုကထုတ်ပယ်လိုက်ပါတယ်ဂျီရိုရာအသင်းမှာဒီနေ့ရာသီတစ်လျှောက်လုံးမှာတောင်းလျှောက်ရလက်တီဆိုးွားပြီးနိုင်ပွဲပျောက်ဆုံးနေတဲ့အတွက်ကလပ်ဘက်ကသူ့ကိုရာထူးကထုတ်ပယ်ကြောင်းကြေညာလိုက်ပါတယ် အန်ထွန်ဆမိုင်းယိုကဥရောပထိပ်တန်းကလပ်နဲ့ပရီးမီးယားလိဂ်ကလပ်တွေစိတ်ဝင်စားသည့်တိုင်အောင်ရွေယာတီထိဘုံပေါက်မှာဆက်ရှိဖို့ဆန္ဒရှိကြောင်းနဲ့ရွေယာတီမှာမှသူ့ရဲ့အနာဂတ်ကိုတေချာစဉ်းစားဆုံးဖြတ်သွားမှာဖြစ်ကြောင်းကြေညာထားပါတယ်။ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားကြားတဲ့ပါအားလုံးကျေးဇူးတင်ပါတယ်။